တခုခုပြီးဆုံးသွားချောင်းကိုဖော်ပြခြင်းနဲ့အခတိုင်းမှာ finish ကိုပဲတုံးနေတော့လားတကယ်တော့ finish ကိုနေရာတိုင်းမှာမတုံးသင့်ပါဘူးအင်္ဂလိပ်စာမှာသူ့နေရာနဲ့သူမတူညီတဲ့အသုံးနှုန်းတွေကိုစီရှိပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ပြီးသွားပြီဆိုတဲ့အထိပ္ပယ်အတွက် finish အစားပို့ပြီးတော့တဘာဝကျတဲ့စကားလုံးတွေကိုဘလို့တုံးနိုင်လဲဆိုတာကိုပြောပြပေးသွားမှာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရအောင်နော် ပထမအဆုံးကတော့ finish အစား over ကို အသုံးပြုခြင်း over ကို ပြပွဲတွေအစီအစဉ်တွေအချိန်တွေဒါမှမဟုတ်လို့ရှင်လှုပ်ဆောင်မှုတွေပြီးဆုံးသွားတဲ့အချိန်မှာသုံးတယ်ပေါ့နော်ဥပမာစာကြောင်းတွေကြည့်မယ် The movie is finished အဲ့လိုပြောတာထက် The movie is over ရုပ်ရှင်ပြီးသွားပြီ The class is finished အဲ့လိုပြောတာထက် The class is over စာသင်ချိန်ပြီးသွားပြီ The meeting is finished အဲ့လိုမျိုးတုံးတာထက် the meeting is over အစည်းအဝေးပြီးသွားပြီ the game is finished ဒီလိုမျိုးတုံးကျင်တာထက် the game is over အကုန်လုံးကကစားပွဲတွေတခုခုလုပ်တဲ့အချိန်နေအစီအစဉ်တွေကိုပြောနေတာ ਨੇ ကြီးပဲเนาะ the rainy season is finished အဲ့လိုမျိုးပြောတာထက် the rainy season is over မိုးရသည်ကုန်သွားပြီဒါဆိုလို့ရှိရင်မိုးရသည်အချိန်ကာလကြီးဒါကြီးကုန်သွားပြီဒါကြီးပြီးသွားပြီလို့ပြောချင်တာအဲ့လိုမျိုးနေရာမှာ over တွေကိုတုံးတယ်ထပ်ပြီးတော့လည်းကြည့်အောင်မယ် the break is finished the break is over the break break ကဒီမှာနားချိန်เนาะနားနေချိန်ကိုပြောတာနားချိန်ကုန်သွားပြီအော်နာကျင်ကုန်သွားပြီအတန်းပြန်တက်ရတော့မယ်ဒီလိုမျိုးပြောသွားလို့ရှင်လေ finish finish လို့အမြဲတမ်းသုံးနေရတဲ့ over okay The concert is finished. The concert is over. ဖြောပြပွဲပြီးသွားပြီ concert ကဖြောပြပွဲလေဖြောပြပွဲဆိုရင်လည်းပြပွဲကြီးပေါ့နော်ဒီပွဲကြီးပြီးသွားပြီဆိုလို့ရှင် over ပြီးဆုံးသွားပြီ okay the vacation is finished အဲ့လိုမျိုးပြောတာထက် the vacation is over အဲ့လိုတွေပြောတာပိုသဘာဝကျတယ်အားလက်ရက်တွေကုန်သွားပြီ ပြောမယ်ဆိုရင်သတင်းကြွចောင်းပိတ်ရက်ပေါ့သတင်းကြွយုံပိတ်ရက်သတင်းကြွយုံပိတ်ရက်တွေកုံသွား Oh the vacation is over យုံပိတ်ရက်တွေកုံသွားပြီ The war is finished အဲ့လိုမျိုးပြောတာ The war is over စပွဲပြီးဆုံးသွားပြီ Okay ဒီလိုမျိုးပြောရင်လည်း The war is over Okay The storm is finished အဲ့လိုမျိုးပြောတာ The storm is over မုန်တိုင်းပြီးသွားပြီ ဒီလိုမျိုး finish အစာ over ကိုတုံးတာက အများကြီးအင်္ဂလိပ်စာမှာသဘာဝကျတယ်လို့ထင်ရစေပါတယ်။စကြည့်မယ်။နောက်ထပ်အသုံးနှုန်းတစ်ခုကတော့ finished အစာ all gone ကိုအသုံးပြုတယ်။ all gone ကကျတော့အစာအတောက်တွေကုန်ဆုံးသွားတဲ့အရာတွေကို ပြောတဲ့နေရာမှာတုံးတယ်ပေါ့နော်။ဥပမာစာကြောင်းတွေအများကြီးကြည့်ရအောင်။ The food is finished. အဲ့လိုမျိုးပြောရတဲ့ The food is all gone. အစာအတောက်အလုံးကုန်သွားပြီ။ okay အမကျမတို့ဟိုမှမရကျမတို့လေထိုင်းမှာဆိုလို့ရှိရင်အများအားန်းဟိုအစားတော့မှာတော့မယ်ဆိုရင် finish finish နဲ့ပြောကျမတို့ဆိုဆရာဟမ်သူတို့ဘာပြောရလဲမသိဘူးဆိုသူတို့ကကုံသွားတာဟို finish လို့အဲ့လိုမျိုးပြောအရန်သဘာဝမကြောက်ဘောနော်တကယ်နိုင်ငံခြားသားရယ်ဆိုရင်ဘာပြောမှန်းနားမလဲဘူးအဲ့လိုမျိုးသူတို့သဘောတောင်ကြာပြီးတော့အော်သူတို့အဲ့လိုပြောကြတာပဲဆိုပြီးတော့ဖြစ်ကြရယ်ဘောနော် the fool is all gone the fool is gone ဒီလိုမျိုးပြောလို့ရတယ်ဘောနော် the cake is finished အဲ့လိုမျိုးပြောတာ the cake is all gone ကိတ်မုတ်အားလုံးကုန်သွားပြီเนาะဒီလိုမျိုးပြောရတယ် the water is finished အဲ့လိုမျိုးပြောတာ the water is all gone ရေအကုန်လုံးကုန်သွားပြီစားတောက်တွေကုန်သွားပြီ the coffee is finished အဲ့လိုမျိုးပြောတာ the coffee is all gone coffee the pizza is finished အဲ့လိုမျိုးပြောတာ the pizza is all gone ီဇာအလုံးကုန်သွားပြီ The snacks are finished အဲ့လိုမျိုးပြောရတဲ့ The snacks are all gone မုံတွေအကုန်လုံးကုန်သွားပြီ snacks ကမုံပဲတည်စားရည်လေအဲ့လိုမုံတွေကုန်သွားတာစားတောက်တွေအထူးအပြင်စားတောက်တွေပေါ့နော်စားတောက်တွေကုန်ဆုံးသွားရာတွေကို all gone နဲ့ပြောတယ်နော်အကုန်လုံးကုန်သွားရင်ဆိုရအတိတ်ပဲ The bread is finished အဲ့ဟာတဲ့ The bread is all gone ပမုံတွေအကုန်ကုန်သွားပြီပမုံကုန်ကုန်သွားပြီ the ice cream is finished အလုံးပြောတဲ့ the ice cream is all gone ရေခဲမုန့်အကုန်ကုန်သွားပြီ the lunch is finished အလုံးမျိုးပြောတဲ့ lunch is all gone နေ့လယ်စာအကုန်ကုန်သွားပြီ the money is finished အလုံးမျိုးပြောတဲ့ the money is all gone ပတ်စံအကုန်ကုန်သွားပြီအားတွေကုန်သွားပြီဆိုလို့ရှင်စားတောက်တွေကုန်သွားတာကုန်ဆုံးသွားတဲ့အရာတွေဆိုရင်ကျမတို့က gone နဲ့သုံးတယ် okay ်နောက်ထပ်ထပ်ကြည့်မယ်ဆိုရင် finish အစား out of ကိုလည်းသုံးလို့ရတယ်ပေါ့နော် out of ကတော့သင်အသုံးပြုနေကြပစ္စည်းတွေအကုန်ကုန်သွားတဲ့နေရာမှာ out of လို့သုံးတယ်ကိုသုံးပြုနေကြဟာတွေကုန်သွားပြီဆိုင်မှာပစ္စည်းတွေကုန်သွားပြီဒါမျိုးတွေပုံနေဖြစ်တဲ့နေရာမှာ out of နဲ့သုံးတယ် okay ကြည့်ရအောင် the money is finished အဲ့လိုမျိုးပြောမယ်စား i am out of money ငါမှာပတ်စံကုန်သွားပြီ i am out of money out of နဲ့ပြောရဲ the salt is finished အဲ့လိုမျိုးပြောရတဲ့ we are out of salt sa ငါတို့မှာစားကုန်သွားပြီ salt ka sali. Sa solution finished. ကစားလေစားကုန်သွားပြီဆိုလို့ရှိရင် Sa စားရပြီးဆုံးသွားပြီလို့ပြောရတဲ့စားကုန်သွားပြီ we are out of salt the rice is finished အဲ့လိုမျိုးပြောရတဲ့ we are out of rice sa ငါတို့မှာစံကုန်သွားပြီ the shampoo is finished အဲ့လိုမျိုးပြောတာထ we are out of shampoo ငါတို့မှာခေါင်းလျှော်ကြီးကုန်သွားပြီဒါရီဆိုရင်လည်းကိုအသုံးပြုနိုင်ကြပစ္စည်းတွေပဲလေ the toothpaste is finished အဲ့လိုမျိုးပြောတာထ we are out of toothpaste ငါတို့မှာတရိုက်စီကုန်သွားပြီဒီလိုမျိုး out of တွေနဲ့ပြောရနော် the gas is finished အဲ့လိုမျိုးပြောရတဲ့ we are out of gas ငါတို့မှာ gas ကုန်သွားပြီဒါဆိုရင်လည်းအသုံးပြုနေကြပစ္စည်းတွေစားနေကြအစားတောက်တွေเนาะအိမ်သုံးပစ္စည်းတွေဒါတွေဒါဆိုရင်လည်း gas တွေကုန်သွားတာဒါမျိုးတွေမှာ out of လို့သုံးတယ် the paper is finished အဲ့လိုမျိုးပြောရတဲ့ we are out of paper ငါတို့မှာစာရွက်ကုန်သွားပြီ the battery is finished အဲ့လိုမျိုးပြောတာ we are out of batteries ငါတို့မှာ battery တွေကုန်သွားပြီ okay battery ဆိုတာလေတက်ခဲလေတက်ခဲတွေကုန်သွားပြီပေါ့နော် the time is finished အဲ့လိုမျိုးပြောတာ we are out of time ငါတို့မှာအချိန်မရှိတော့ဘူးအချိန်ကုန်သွားပြီ okay အဲ့လိုမျိုးအချိန်နဲ့ပတ်သက်ရင်လည်း the time is over we are out of the time ဒီလိုတွေပြောလို့ရတယ် the tissue is finished အဲ့လိုမျိုးပြောတာ we are out of tissue ငါတို့မှာတ िश ူးကုန်သွားပြီဒီလိုမျိုးအစာထိုးသုံးလိုက်ခြင်းကတင့်ကိုစကားပြောမှာအများကြီးသဘာဝပူကျစေပါတယ်နောက်ထပ်ကြည့်မယ်ဆိုလို့ရှိရင် finish အစာ done ဒါမှမဟုတ် complete ကိုသုံးလို့ရတယ်ဘလို့လဲဆိုတော့ done နဲ့ complete တို့ကအလုပ်တောင်ဝင်တွေပြီးမြောက်ခြင်းမှာ သုံးတယ်ပေါ့နော် အလုပ်ပြီးသွားပြီဆိုရင် finish ဆိုတာ done နဲ့ complete တို့ဆိုရင်ပုံမှန်တယ် the cleaning is finished အဲ့လိုပြောတာထက် the cleaning is done โอเคတန့်ရှင်းရေလောက်ပြီးသွားပြီအလုပ်တောင်းဝင်ပေါ့เนาะ cleaning ဆိုရင်လဲ the homework is finished အလိုပြောတဲ့ the homework's done အင်းစာလောက်ပြီးသွားပြီเนาะအင်းစာပြီးသွားပြီ the homework is finished လို့ပြောလဲပြောလို့ရတယ်ဒါပေမဲ့ the homework's done ဆိုလို့ရှင်ပို့ပြတဘာပါကြရပေါ့เนาะ the project is finished အဲ့လိုမျိုးပြောရတဲ့ the project's done project လောက်ပြီးပြီ my work is finished ဒီလိုပြောတာထက် my work's done ငါအလုပ်ပြီးသွားပြီ the laundry is finished အဲ့လိုပြောတာ the laundry's done wish your pp ဒီမှာကျမ done နဲ့ရေးတဲ့အာစာကြောင်းတွေမှာဆိုလို့ရှိရင် post office s လေးတွေထည့်ထည့်ထားတာအ post office s ထည့်ထည့်ရမယ်မဟုတ်ဘူးเนาะ the laundry is done ဒီလိုမျိုးအာအရှိကောက်လည်းပြောလို့ရရယ်เนาะ the task is finished ဒီလိုပြောတာ the task complete တောင်းဝင်ပြီးမြောက်သွားပြီ the painting is finished ဒီလိုမျိုးပြောရတဲ့ the painting's complete ပကြီးဆွဲတာပြီးသွားပြီဒီမှာဆိုရင်ကျမ apostrophe apostrophe လေးနဲ့ပဲရေးရေးပေးထားပါတော့အမြဲ apostrophe s နဲ့ရေးရမယ်လို့မဟုတ်ဘူးเนาะ the painting is complete ဒီလိုမျိုးရေးလို့ရရယ်เนาะဒါကကျမအတူကောင်းနဲ့ရေးတာမဟုတ်လို့ the update is finished ဆိုတာ the updates complete update လုပ်တာပြီးသွားပြီအစစ်မြင်တာပြီးသွားတာ computer update လုပ်တာရော software update လုပ်တာရောဒါမျိုးတွေဆိုလို့ရှိရင်လေဒီကိစ္စကြီးလုတ်တောင်ပြီးပြီးမြောက်သွားပါเนาะအဲ့လိုမျိုးနေရာမှာ complete နဲ့သုံးတယ် the registration finished ဆိုတာ the registrations complete စရင်ပေးတာစရင်ပေးသွင်းတာပြီးသွားပြီဒါကတော့ចောင်းអက်တာစရင်ပေးတာတို့အလုပ်အတွက်စရင်ပေးတာတို့ဘာမှစရင်ပေးတာတို့ဒါမျိုးတွေကိုလည်းဒီလိုပြောတယ် The installation is finished ဒီလိုပြောရတဲ့ the installations complete install လောက်တာတက်စင်တာပြီးသွားပြီအလုပ်တော်ဝင်နေပြီးမြောက်တဲ့နေရာမှာ done completed နဲ့သုံးတယ်နောက်တစ်မျိုးကတော့ finish အစား dead တို့ broken တို့သုံးတယ်ပေါ့နော် ဒီ dead to broken လို့ဆိုတာကကြတော့လျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုအာဖြစ်တဲ့နေရာမှာတုံးနေပေါ့ The battery is finished ဒီလိုမျိုးပြောတာ the battery is dead battery အားကုန်သွားပြီကျမတို့ရှေ့မှာဆိုလို့ရှင်လဲပြောတာက we are out of batteries out of ဆိုရင်ကုန်သွားပြီလို့ပြလဲပြောလို့ရတယ် the battery is dead ဆိုလို့ရှင် battery ကတေသွားပြီကွာဒီရေဒီ dead ကတေသွားပြီ the battery တေသွားပြီပေါ့ the computer is finished ဒီလိုမျိုးပြောတဲ့ the computer's dead computer အာကုန်သွားပြီ computer တိတ်သွားပြီပေါ့နော် the charger is finished the charger's broken အသွင်ကြိုးပြတ်သွားပြီဒီမှာဆိုလို့ရှင်လဲ charger ကပြီးသွားပြီဆိုတာထက် charger broken ပေါ့နော် the earphones are finished ဒီလိုမျိုးပြောရတယ် the earphones are broken နကြက်ပြတ်သွားပြီဒီစာကြောင်းမှာနေနောက်ပိုင်းပြောမယ့်ဟာတွေကြတော့လေသူကလျှက်စစ်ပစ္စည်းနဲ့ဆိုင်ပေမဲ့အသုံးနှုံးလေးတွေကမတူကြဘူးပေါ့နော်အများတိုင်းမှန်နေရမယ်လို့မဟုတ်ဘူးနော်ဒါသိအောင်ပြောပြတာမမှန်လဲဘာမှမဖြစ်ဘူးဒါမဲ့ဒီလိုမျိုးသုံးရင်ပို့ပြီးသဘာဝကျရလို့ကျွန်မသိအောင်ပြောပြချင်တယ် the power is finished ဒီလိုမျိုးပြောတာ the power was out မိပြတ်သွားပြီဒါလေးကတော့လျှက်စစ်မိပြတ်သွားတဲ့အခါမှာတုံးတယ်ပေါ့နော်အရှိက dead တို့ broken တို့အတုံးတို့လေးနဲ့ကွာတာမို့လို့ထပ်ပြီးမှတ်ထားပေးပါ the fan is finished လို့မျိုးပြောတာ the fans stopped working ပန်ကာပြတ်သွားပြီပန်ကာမလဲတော့ဘူးဒါလည်းလျှက်စစ်ပစ္စည်းနဲ့ဆိုင်နေပန်ကာဒါမဲ့ပန်ကာကိုဆိုလို့ရှင်အဲပန်ကာမလဲတော့ဘူး the fan stopped working အဲပန်ကာအလုပ်လုပ်တာရပ်သွားပြီဒီလိုမျိုးပြောလို့ရရယ်နော် ပြီးရင် the cable is finished ဒီလိုမျိုးပြောရတယ် the cable's damaged ကေဘယ်ကျိုးပျက်စီးသွားပြီထိခိုက်သွားတယ် damage ကလည်းထိခိုက်ပျက်စီးရယ်ပေါ့နော်ကေဘယ်နဲ့ပတ်သက်ရင်လည်းဒီလိုသုံးတယ်ပြီးရင် the internet is finished ဒီလိုမျိုးပြောရတယ် the internet's down internet line ကျသွားပြီ internet နဲ့ပတ်သက်ရင်လည်း the internet's broken the internet's dead ဆိုတာက the internet's down ပေါ့နော် line ကျသွားတယ် the screen is finished ဒီလိုမျိုးပြောရတယ် the the screens crack screen မျက်နှာပြင်ကွဲသွားပြီ phone screen တော့ computer screen တော့ဗောနော်အဲ့ဒါကွဲသွားတာပြီးသွားတာပြတ်သွားတာဆိုလို့ရှင်လဲအ crack တို့အဲ့ကွဲသွားဒီလိုမျိုးလေးတွေတုံးနေဗောနော်ဒါကတော့ကျွန်မသိအောင်ပြောပြထားတာเนาะပြီးတော့ the bulb is finished ဒီလိုမျိုးပြောတာ the bulbs burn out okay မီလုံးကျွမ်းသွားပြီ bulb ကမီးလုံးလေမီးလုံးဆိုလို့ရှိရင်လဲပြီးသွားပြီတည်သွားပြီဆိုတာတဲ့မီးလုံးလေးတွေကျွမ်းသွားပြီဒီလိုမျိုးလျှက်စစ်ပစ္စည်းနဲ့ဆိုင်ပေမဲ့မတူတဲ့အုံလုံးလေးလည်းအများကြီးရှိရနော်ဒီလိုမျိုးနောက်ဆုံးမတူတဲ့ဟာလေးတွေကိုဒီမှာပြန်ပြောပြပေးမယ် the power's out the fan stop working the cables damaged the internet down the screens crack the bulbs burn out okay ဒါဆိုလို့ရှင်เนาะဒီနေ့ကျမတို့လေ့လာခဲ့ရတဲ့ဟာက finish အစားသုံးတဲ့အဲစကလုံးလေးတွေဖြစ်ပါတယ်။ကျမတို့အများအား finish 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 နဲ့ပဲပြောနေကြမှာမလို့ဘောเนาะအဲစအများကြီးသုံးလို့ရတယ်။အဓိကအားဖြင့်ကျမအရှိဆုံးမှာ ပထမဆုံးတစ်နှစ်သုံးပေါ့နော် over တို့ done တို့ completed တို့ဒါတွေနဲ့အကုန်လုံးကတော်တော်များများရောပို့ပြီးတော့ရောကြရဲပေါ့နော် out of တို့အဲ့ဒီဟာလေးတွေကိုပို့ပြီးတော့မှတ်ထားစီခြင်းနဲ့ကျွန်မနောက်ဆုံးပြောသွားတဲ့အာငါးခုလောက်ရှိမယ်ပေါ့နော်အဲ့ဒီဟာကတော့ဟိုဓာကြီးရောကွက်တီဒါကိုဖြစ်မှဖြစ်နေရမယ်လို့မဟုတ်ဘူးเนาะကိုနားလဲလို့ပြောလို့ရတယ်ဒါပေမဲ့တိထားရအောင်လို့ကျွန်မကထည့်ပေးတာဖြစ်တယ် အရှိရအဲ့ဒီပထမအဆုံး1နှစ်3ပေါ့နော်အဲ့ဒီ topic လေးတွေကိုတော့တိချာမှတ်ထားပြီနော်အဲဆိုရင်တော့ဒီ video လေးကိုကြိုက်တဲ့ဆိုရင် like comment subscribe share လေးလုပ်ခဲ့ပါဦးဒါမျိုးနောက်ထပ် video တောင်းဆိုပြီးဖို့လည်းမမေ့နဲ့နော်ဆိုတော့အကောင်လုံးပဲဒီလောက်ပါပဲအကောင်လုံးတက်တာ